ကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေအတွက်2006ခုနှစ်ကစပြီးကမ္ဘာတဝန်းလှည့်လည်ခဲ့တဲ့ချန်ပီယံလိဖလားဟာလာမယ့်မလ20ရက်နေ့မှာတော့မြန်မာနိုင်ငံကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဟန်နီကန်ဘီယာနဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ရဲ့စီစဉ်မှုနဲ့ရောက်ရှိလာမယ့်ချန်ပီယံလိဖလားနဲ့အတူမြန်မာနိုင်ငံကဘောလုံးပရိသတ်တွေပျော်ရွှင်နိုင်မှုချန်ပီယံသက်ထရော်ဖီအစီအစဉ်တွေလှုပ်ဆောင်သွားမယ်လို့ဟန်နီကန်ဘီယာထုတ်လုပ်တဲ့ EPP Alliance Brewery ကုမ္ပဏီရဲ့တာဝန်ရှိသူတွေကပြောပါရယ်မလ15ရက်နေ့ကရန်ကုန်မြို့စီရိုနာဟိုတယ်မှာ Champion League ဖလားရောက်ရှိလာမှာနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါရယ် Champion League ဖလားဟာမလ20ရက်နေ့မှာရန်ကုန်မြို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေရွှေကုန်တိုင်းလမ်းစုံဖုန်ကြီးလမ်းလှဲရဲမီပွိုင်းတို့ကိုဖြတ်ပြီးပြည်လမ်းတစ်လျှောက်လှည့်လည်မှာဖြစ်ပြီးစီရိုနာဟိုတယ်မှာအဆုံးသတ်မှာဖြစ်ပါရယ်မလ21ရက်နေ့မှာတော့ရန်ကုန်မြို့ယူနီယံဘားမှာထားရှိပြီးဘောလုံးပရိသတ်တွေနဲ့တွေ့ဆုံစီမှာဖြစ်ခါ မလ22 23 24 20ရက်နေ့တွေမှာဟန်နီကန်ဘီယာရဲ့အစီအစဉ်နဲ့ဘောလုံးပရိသတ်တွေကအောင်ပွဲခံကြမယ်လို့ဆိုပါတယ်။မလ25ရက်နေ့မှာတော့အာဆင်နယ်အသင်းရဲ့ကြော်ကြားသူရွန်ဘတ်ကမီဒီယာတွေကိုသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ပြီးပရိသတ်တွေနဲ့တွေ့ဆုံကပျော်ဝဲရှင်ပွဲတွေပြုလုပ်မှာပါ။ မလ26ရက်နေ့မှာတော့ဘောလုံးပရိသတ်တွေပါဝင်ဆင်နွှဲနိုင်တဲ့အခမ်းအနားတစ်ခုကိုရွှေထွတ်တင်ကွင်းမှာကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။ဒါ့အပြင်စပိန်နိုင်ငံကိုဘောလုံးပွဲတော့ရောက်ကြည့်ရှုနိုင်မဲ့ကံစမ်းမဲ့အစီအစဉ်တွေလည်းပါဝင်မယ်လို့ဆိုပါတယ်။